ဘင်္ဂလီတွေကိုနိုင်ငံသားခွင့်ရပေးကြလားဆိုရဲကောင်းစင်လည်းပြောသွားမှာဖြစ်ပါတယ်။ဒီအထက်မှာပြည်ပကဘင်္ဂလီတကောင်တော်တော်ဆောင်းကြွအနေနဲ့အောင်းကြော်မှုတွေဘာသာရေးပြည်ပကဖန်တီးနေတယ်လူမျိုးရေးပြည်ပကဖန်တီးနေတယ်။ကျမတို့တတိထားရမှာနှစ်ချက်ရှိတယ်။အဲ့ဒီလိုမျိုးနိုင်ငံသားကိုရောက်သွားတဲ့ဘင်္ဂလီတွေကဒီကောင်အောင်းကြော်မှုလို့အကုန်လုံးကဗုဒ္ဓဘာသာကိုဆောက်ကားတယ်။ ပြည်တွင်းမှာရှိနေပြီးတော့သူတို့လူဦးရေနဲ့တဲ့နေရာဘင်္ဂလီတွေကြတော့ဟာအတီလိုတွေမပြောပါနဲ့ဘာသာရေးပြိပက္ခတွေမဖန်တီးပါနဲ့လူမျိုးရေးပြိပက္ခတွေမဖန်တီးပါနဲ့အကုန်လုံးကညီကိုမောင်နှမတွေပဲအေးအေးချမ်းချမ်းအထူးထူးငင်းငင်းကျန်းကျန်းနေကြမယ်လို့ပြောတယ်။ပြည်တွင်းမှာသူတို့လူဦးရေနဲ့တဲ့နေရာရခိုင်ပြည်ဘူတိတာမောင်းတိုးလူမျိုးမွန်ပြည်နယ်ကြိုက်မရုံးလူမျိုးသူတို့လူဦးရေအင်မတန်များတဲ့နေရာကြနေရာမှာရှိတဲ့ဘင်္ဂလီတွေကအဲ့ဒီအောင်ကြုံမှုနဲ့တတိယရတယ်ပဲ။သူတို့လူများတဲ့နေရာဆိုရင် လူများတလို့လူပေါင်းဝပြီးတော့ခေါင်းထောင်ပြီးတော့ဘုရားဘာသာကိုစော်ကားရင်တို့လူဦးရေနေတဲ့နေရာကြခေါင်းကုန်နေပြီးတော့လူနေစုအခွင့်ရေးပေးပါလို့တောင်းကြတယ်အဲ့ဒါတို့ရဲ့ဝါဒအဲ့ဒါတို့ရဲ့ဆောက်ကျင်မယ်ကျွန်တော်တို့တည်ထားဖို့လိုတယ်เนาะဆိုတော့အခုလူမျိုးဘာသာရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်လူမျိုးရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်เนาะကျွန်တော်တို့ဘုရားဟောထားတဲ့စာပေပြီးတဲ့ကဲကျမ်းဂန်တွေနဲ့ကြိုက်နေပြီးအထောက်ထားတွေနဲ့ပြန်ချိန်ပါတတ်တဲ့ကိုကျော်ကြီးဆိုတဲ့အကူကြီးတယောက် လိုင်းပေါ်မှာအမြဲတမ်းတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ပုဂ္ဂိုလ်ကြီးရမရင်းကြီးတို့လိုစကားလည်းမပြောဘူးဘူးတိုးတော်သူရဲ့ပြောဆိုမှုတွေကကျမတို့ထက်ဆိုင်ရင်ကျမတို့ထက်ဆိုင်ရင်ဘာသာရေးအင်မတန်နှိစက်တယ်အာကျမတို့ကသူ့လောက်ဘာသာရေးအသိဉာဏ်မရှိဘူးသူဆိုလို့ရှိရင်အာဘယ်တုတ်တန်းဘယ်လိုဘယ်ဝိနည်းရဘယ်လိုဆိုပြီးအချက်လက်တိကျစွာနဲ့ပြောနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုကိုကျော်ကြီးလိုလူမျိုးနောက်ထပ်ဆယ်ယောက်လောက်ရှိနေကြပါတယ်နောက်ထပ်ဆယ်ယောက်လောက်ရှိနေကြပါတယ်နော်အာရှိတယ်ဒါပေမဲ့တချို့ကရွှေပုံသိလို့နေနေကြတယ်ဥပမာ အဆရာခင်မောင်လေးကြောက်ပါတော့ကျမကဆရာခင်မောင်လေးကြောက်ပါတော့စောက်တည်းအရင်ဖတ်တယ်အရင်လည်းသဘောကျတယ်เนาะဆရာခင်မောင်လေးကြောက်ပါတော့လို့ဆိုလို့ရှိရင်တကယ်ကိုကလောင်သွားကလောင်လက်နဲ့ကထက်တယ်ဒါပေမဲ့ခက်တာကကျမတို့နိုင်ငံမှာကျမတို့လူလူလက်ပိုင်းတွေလူငယ်ပိုင်းတွေနင်းစာဖတ်မလားနင်းဖုံးသုံးမလားဆိုပြီးစာဖတ်မလားဖုံးကြည့်မလားလို့မင်းအကုန်လုံးကဖုံးမဲကြည့်လိမ့်မယ်ဖုံးမဲသုံးလိမ့်မယ်လူငယ်တွေလားတော့မဟုတ်ဘူးလူကြီးတွေလည်းအလိုပဲအချို့ဖိုးကြီးဖွားကြီးတက်ကြီးနေပြီဖုံးမဲကြည့်နေကြတာစာမဖတ်ကြဘူးဆိုတော့လူတွေအကုန်လုံးကခက်က စောက်ကန်ပြီးစာဖတ်တဲ့ခေတ်ကိုကြောခဲ့ပြီးတော့ဖုန်းကန်ပြီးတော့ line သုံးတဲ့ခေတ်ကိုကြောင်းနေပြီးဖြစ်တဲ့အတွက်เนาะဆရာခင်မောင်နဲ့တောက်ပောင်းလို့လိုမျိုးဟိုဒီဆရာဆရာဦးအောင်မြတ်မစိုးရင်စာတင်သားလို့ပို့เนาะဒီလိုလူတော်တွေကိုကျော်ကြီးနဲ့ဟိုတို့ကိုကျော်ကြီးလိုလူမျိုးလိုပဲတို့လိုဆိုလို့ရှိရင်လည်းစာပေကျန်းကအင်မတန်နှံ့ဆက်တဲ့ပုံကိုယ်တွေအနေနဲ့ကကလောင်လက်နဲ့အပြင် ဆိုရှယ်မီဒီယာကလည်းတိုက်ပွဲဝင်နေပါတယ်အခုလိုလူမှုကွန်ရက်တွေနေကြပြီးတော့လည်းအတိအញ្ញံတွေပို့တူတာတွေမျှဝေပြီးတော့ကျမတို့ဘာသာသာသနာကိုစော်ကားနေတဲ့ဘာသာခြားလူမျိုးခြားတွေကိုတုံ့ပြန်ပေးတင်ပါတယ်တုံ့ပြန်ပေးပါကိုကျော်ကြီးလူလူမျိုးတွေနောက်ထပ်နောက်ထပ်အများကြီးပေါ်ထွက်ဖို့မျှော်လင့်ပါတယ်ဆိုတော့ကျမပြောချင်တဲ့ဒီကအကြောင်းအရာပင်ကလေးတွေကိုနိုင်ငံသားခွင့်ပြုပေးတင်လာကျမတောက်တဲ့အမြင်ကပေးတင်တယ်ထပ်ပြပြောမယ်။ဗင်လီရီကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လား။နိုင်ငံသားအခွင့်အရေးပေးတယ်လား။ဟုတ်ကဲ့ ေးတင်ပါတယ်ဘလို့လူတွေကို ပေးရမလဲကျမတို့မြန်မာပြည်မှာသူတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအဆင်ဆက်နေခဲ့ကြတယ်ဘိုးဘွားအဆင်ဆက်မြန်မာပြည်မှာနေခဲ့ကြတယ်မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုကျမတို့နိုင်ငံဒီစဲဥပဒေနဲ့ကိုက်ညီတဲ့လူမှန်သမျှကိုကျမတို့ကနိုင်ငံသားခွင့်ရပေးဖို့ပေးရမယ်ပြီးတင်တယ်နိုင်ငံသားဖြုတ်ခွင့်ပေးတယ်ပေးလေပြီးခဲ့တယ်တမတမတော်ဦးသိန်းရေဆိုရလဲတဲ့မှာလည်းနိုင်ငံသားဖြုတ်ခွင့်ပေးခဲ့တယ် ။သမရဦးထင်ကျော်သမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တဲ့ပန်းရောင်ကတ်တွေထုတ်ပေးခဲ့တယ်။ဒါပေမဲ့အခုသူတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်သူတို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်။တိုင်းရင်းသားဖြစ်ချင်နေကြတယ်။ဒါမျိုးကြတော့ပေးလို့မရဘူး။မြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့ မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိတယ်အများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားဖြစ်ကွယ်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်သို့တော့တိုင်းရင်းသားအခွင့်အရေးမပေးနိုင်ဘူးတိုင်းရင်းသားအခွင့်အရေးပေးအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူးအခုဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်ရတောင်းနေတာပေါ့ကွနိုင်ငံသားဖြစ်ချင်ကုန်တယ်တောင်းနေတာမဟုတ်သူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစကဘာတူလဲအောင်ဆန်းစုကြည် ဲ့ဒီပြဿနာအစဘသူလဲဒေါအောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖြီအားနဲ့အကြံပေးကော်မရှင်ချုပ်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘသူညင်းလဲကိုဖြီအားနဲ့အကြံပေးကော်မရှင်စပြီးငှားတဲ့ကနော်လွတ်တော်မှာရှိတဲ့အတိုက်ခံတွေအတိုက်ခံပါတယ်ဒီအကုန်လုံးကန့်ကွက်တယ် နော်ရခိုင်ပါတီတဲ့ကန့်ကွက်တယ်ရခိုင်နှုတ်တော်ကိုစလဲတယ်ကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုတ်ပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုစလဲတွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုတ်ပါတယ်ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြီးအားနဲ့လူနိုင်ငံခြားကအကောင်ကိုမငားဘဲနဲ့ကိုနိုင်ငံသားချင်းချင်းကိုလူမျိုးချင်းချင်းကြောချင်းကဲ့ယဉ်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းမင်းမှာဒိုင်ယန်လော့ပါဏနာဖြစ်ကျွန်တော်တို့ကိုသတ်မှတ်ပေးပါဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှဆိုးလွှတ်တော်မှာတောင်းဆိုတယ် ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကရခိုင်လူရွေးချင်ထားတယ်လွှတ်တော်ကိုယ်တိုင်တွေကိုဘေးချိန်ပြီးတော့ကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကိုငှားခဲ့တယ်။အဲဒီကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကမြမပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတက်သွေးမတိန်လိုက်ပြီးလုပ်ခဲ့တယ်။အဲဒီတရားခံအောင်ဆန်းစုကြည်ပဲ။မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲ။ကိုဗီအာနဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူညင်းမလဲကျွန်မစိန်ခေါ်တယ် အဲ့ဒီကိုဗီအန်နဲ့အစင်းခံတာထွက်ပြီးတော့မကြခင်မှာပဲခံပီယာကတရားဆွဲနော်မစီမစားဟိုးအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားဆွဲအရှိချေမှုအဲ့ဒီဂမ်ဘီယာတရားဆွဲရဲ့အရှိချေမှုကဘင်္ဂလီတွေကိုတက်တယ်မတက်ဖို့ဆိုတာအဓိကမဟုတ်သူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်အဓိကထပ်ပြောမနော် ဂမ်ဘီယာကတရားစွဲရအယီတည်မှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတီရောမှာတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးလူမျိုးတုံးတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးသူတို့လူကျင်တဲ့ဘင်္ဂလီတွေကိုရိုဘင်ဂျာစွဲနာမည်နဲ့မြမားပြည်မှာတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီအချက်ကိုသူတို့လူကျင်တာဒါဆိုရင်ဒီနေရာမှာအမေစုကနော် ICJ ကိုသွားပြီးတော့စစ်ကောင်းဆောင်တွေကိုကယ်ခဲ့တာမင်းအောင်နိုင်တို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကယ်ခဲ့ပါတယ်ဆိုတော့ ကောင်းနေကောင်းမတွေလူဘောတွေနေပင်းနေကြမှာမိမယ်အဲ့ဒီလိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘိုလ်ချုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာလူဝင်ကြမရှိဘူးလို့ပြောခဲ့သလားပြောရဲသလား မြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့သလားပြဿနာဆပြီးတော့ဖြေရှင်းပြီးတရားရုံးမှာသွားပြီးဖြေရှင်းပြီးဆိုတော့နံပါတ်1ပြောရမှာကဒီဂမ်ဘီယာကဆွဆွဲတဲ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားထဲမှာရိုဟင်ဂျာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရသလားပြောခဲ့သလားဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်ကိုခေါ်တော့ခင်ဗျားတို့နားထဲမှာအာရိုင်းလိုက်တာလို့မိုက်ရိုင်းလိုက်တာလို့စော်ကားလိုက်တာလို့ခင်ဗျားတို့နားထဲမှာအေး ဒေါအောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခဏတို့နားထဲမှာရိုင်းနေလို့ထင်ရင်ခဏတို့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မတော်ခေါင်းဆောင်တွေကိုခမားတို့နော်အောင်ဆန်းစုကြည်ကအမေခေါ်ပြီးမရောက်နိုင်ကြမအေးလို့လို့ဆဲနေတယ်ခမားတို့အောင်ဆန်းစုကြည်ကတော့အမေတယ်မရောက်နိုင်ကြတော့မအေးလို့တဲ့ခဏတို့အဲ့ဒီလိုမျိုးဆဲဆုံမှုတွေကျမတို့လည်းနားတယ်ကိုကျစားတဲ့အောင်ပြောပြတာခမားတို့လည်းဟာဥနေဝင်ဆိုလဲဆဲလိုက်တာဆဲလိုက်တာဥသားရွှေဆိုလဲဆဲလိုက်တာဆဲလိုက်တာ နင်းတို့တွေအဲ့လိုဆဲတာငါတို့လည်းနားတယ်အခုကျမကဒေါအောင်ဆန်းစုကြည်ကိုထော်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ပြောလိုက်တာခင်ဗျားတို့ရိုင်းနေထင်းရင်ခင်ဗျားတို့ဦးနေဝင်းတို့ဦးတန်းရွှေတို့ဦးမင်းအောင်လိုင်းတို့တစ်ချိန်လုံးဆဲနေတာဘယ်လောက်ရိုင်းလဲဆိုတာခင်ဗျားတို့စဉ်းစားဟုတ်ပြီဒီညမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမြမပြီးမှလူဟိတာမရှိပါဘူးတိုင်းရင်းသားထဲမှာလူဟိတာမရှိပါဘူးလို့မငင်းခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ငားထားတဲ့နိုင်ငံသားသားရှေ့နေကဘာပြောလဲနာမည်ကဝီယန်ရှပတ်နော်ဝီယန်ရှပတ်ဆိုတဲ့နိုင်ငံသားသားအာ ရှိနေနိုင်ငံသားသားဥပဒေအကြံပေးရာရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ ICJ မှုကိုဂမ်ဘီယာတရားစွဲတဲ့ ICJ မှုကိုတတ်ဟိတ်မှာဖြည့်ရှင်းတော့ကရိုဟင်ဂျာလို့ပဲတော်တော့တိတောင်ဆန်းကျူကြီးကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းနဲ့ပြည်နှစ်အောင်ဆန်းကျူကြီးငားထားတဲ့နိုင်ငံသားရှိနေဝီလျံရှက်ဘက်ကမြန်မာပြည်ကရိုဟင်ဂျာမြန်မာပြည်ကရိုဟင်ဂျာလို့ပြောထားတယ်ဆိုတော့မြန်မာပြည်မှာရိုဟင်ဂျာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလား ဒီလူမျိုးကိုမြမပြီးမှာတိုင်းရင်သားဖြစ်နေတယ်မြမပြီးမှာရှိနေတယ်လို့ဝန်ခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြမပြီးမှာရိုဟင်ဂျာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နည်းမြေပေးရတော့မယ်အခုကဘာတစ်ချိန်လုံးပြောနေတဲ့စေဆုံးစေဆုံးဆိုတာရခိုင်ပြည်မှာဘေးကိုပေးရမယ်ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနည်းမြေရိုဟင်ဂျာနည်းမြေရိုဟင်ဂျာပြည်နယ်ဆိုပြီးပေးရလိမ့်မယ်အဲ့ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနေမြေရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state save ဆုံးလို့ပြီးလိုက်လို့ရှိရင်အောင်ဆန်းစုကြည်အာနာရပြီးပြီးချင်းအာနာရတာ ਨੇ ပထမဆုံးလုပ်ခဲ့တဲ့ non migration by စာချုပ်2016ခုနှစ်ဇွန်22ရက်နေ့အောင်ဆန်းစုကြည်တယောက်တည်းသဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ non migration by စာချုပ်အရာကမ္ဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant เนาะခိုးဝင်ဘင်္ဂလီတွေကိုပြောတာ အဲ့ဒီခိုးဝင်ပြည်ကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်မာမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာ state ဆိုတာယူသူတို့ရောက်လာကြတယ်။ဘာကြောင့်လဲအောက်ဆန်းစုကြည်လက်မှတ်ရေးထိုးထားတဲ့ Non Migration by Subject ရ Migrant တွေကိုနိုင်ငံမှာဖြစ်ခွင့်ပေးရတယ်။နော်ဆိုတော့ခင်ဗျားတို့တစ်ဖြာတစ်ဝက်ဖြုတ်အောင်အောင်နဲ့ရိုဟင်ဂျာတွေကိုတိုင်းရင်းသားခွင့်ရေးပေးမယ်မအော်နဲ့ ူဟိတ်ကြမြန်မာပြည်မှာမရှိဘူးเนาะဆိုတော့ကျမတို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့เนาะအိန္ဒိယကနေရောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ကနေရောက်လာတဲ့ဘင်္ဂလီသူတို့ရဲ့လာရကအိန္ဒိယသူတို့ရဲ့လာရကဘင်္ဂလားဒေ့သို့တော့ငါတို့မြန်မာပြည်မှာသူတို့ဘိုးဘွားအစဉ်ဆက်နေခဲ့တယ်ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအစဉ်ဆက်နေခဲ့တဲ့ဘင်္ဂလီဒေ့မြန်မာနိုင်ငံရဲ့တီဆဲဥပဒေနဲ့ကိုက်ညီတဲ့ဘင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားအခွင့်အရေးပေး ေးနိုင်တယ်နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်သို့တော်ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားခွင့်ရလာမတောင်းနဲ့နော်နိုင်ငံသားအခွင့်အရေးပေးထားပါလျက်နိုင်ငံသားဖြစ်ခွင့်ပေးနေပါလျက်နဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲဟာဘောမကြီးကအမျိုးသားရေးအစွန်းရောက်တယ်ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနှိပ်တယ်ဆိုလို့တောလို့လို့တောင်းလို့လို့လာမပြောနဲ့အဲ့လိုတောလို့လို့တောင်းလို့လို့လာပြောရင်တော့ခုံပနဲ့ချိတ်တော့ပါရိုက်ဖို့ပဲရှိတယ်နော် ကျွန်တော်ကျမရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဖြန့်ဖြန့်ကပ်လုပ်ပြီးတော့ကျမအကြနဲ့လှူဆားနေတဲ့ကောင်းလေးကောင်းမလေးရှင်တို့အသိဉာဏ်ရှိလဲဆိုရင်တတိရှိလဲဆိုရင်ကျမဆိုင်ခေါ်ရဲနော်ကျမကအချက်အလက်နဲ့နိုင်ငံရေးလို့မေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလို့ပြန်လဲခြေပနိုင်ရမယ်ကျမကရင်းရင်းကျေးကျေးလူလူမေးတဲ့အတွက်ရှင်တို့ကလည်းရင်းရင်းကျေးကျေးလူလူပြန်ဖြေတတ်ဖို့လိုပါတယ်